ပါကစ္စတန်နိုင်ငံအစ္စလာမဘတ်မြို့တော်တွင်ယခုသတင်းပတ်အတွင်းအသေးခံဘုံးခွဲတိုက်ခိုက်မှုနှင့်နေဆက်အနီးတေချောင်းတိုက်ခိုက်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီးပါကစ္စတန်အစိုးရကနိုဝင်ဘာလ13ရက်တွင်အာဖဂန်ကိုပြစ်တင်ပြောကြားခဲ့ပါသည်။ခရိုင်တရားရုံးအဆောက်အအုံပြင်ဘတ်တွင်နိုဝင်ဘာလ17ရက်နေ့ကပောက်ကွဲမှုနောက်ကွယ်မှာဘုံးခွဲခဲ့သူမှာအာဖဂန်နစ္စတန်မှဖြစ်ကြောင်းပြည်ထောင်စုဝန်ကြီးကလွှတ်တော်တွင်ပြောကြားခဲ့ပါသည်။ ကျွန်တော်တို့အစ္စလာမဘတ်ပောက်ကွဲမှုတရားခံကိုခြေရာခံလိုက်ပါတယ်။အသေးခံဘုံဖွဲသူကအာဖဂန်နစ္စတန်ကပါလို့တပ်တွေထောက်ထားပြခြင်းမရှိပဲပြောကြားခဲ့ပါတယ်။အာဖဂန်နစ္စတန်နဲ့ပတ်သက်၍အစိုးရအနေဖြင့်မြေကဲသို့ဆက်လက်လှုပ်ဆောင်သွားမည်နည်းမင်းများရတယ်။ဘာဆက်လုပ်ရအောင်လဲဆိုတာအစိုးရအဆင့်ဆုံးဖြတ်ချက်ချသွားမှာပါလို့ပြန်လည်ဖြေကြားခဲ့ပါတယ်။ပါကစ္စတန်တာလီဘန်အဖွဲ့အစည်းကထိုတိုက်ခိုက်မှုကိုလှုပ်ဆောင်ခဲ့ကြောင်းအတည်ပြုပြောထားကထိုတိုက်ခိုက်မှုဖြစ်စဉ်သည် အစ္စလာမဘတ်မြို့တော်ကို၃နှစ်နီးပါးအတွင်းပထမဆုံးတိုက်ခိုက်မှုဖြစ်လာခဲ့ပါတယ်။ ထိုးပေါက်ကွဲမှုကြောင့်လူပေါင်းတာဆင်ချီတေဆုံးခဲ့ပြီး29ဦးဒဏ်ရာရှိခဲ့ပါတယ်။ပါကစ္စတန်အနောက်မြောက်ပိုင်းရှိစစ်တပ်နှင့်ဆက်နွယ်နေတဲ့ကျောင်းတစ်ကျောင်းဖြစ်သောဝါနာဘူလောင်ကောလိပ်တွင်ထိုနေ့ကဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုတစ်ခုတွင်လည်းအာဖဂန်နိုင်ငံသားများပါဝင်ကြောင်းနာဗီကနိုင်မာလာဆက်ရက်တွင်ပြောကြားခဲ့ပါတယ်။ထိုတိုက်ခိုက်မှုကြောင့်တေဆုံးသူ3ဦးရှိခဲ့ပါတယ်။2021ခုနှစ်တွင်တာလီဘန်တို့အာဖဂန်ကိုအာဏာပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက်ပိုင်းအာရှအင်ဒီဂျင်နိုင်ငံများအကြလူသေဆုံးမှုအများဆုံးပြည်ပကဖြစ်ပွားခဲ့ပါတယ်။ အော်တိုဘာ9ရက်ကကပူးမြို့တော်တွင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက်အကြမ်းဖက်များအတွင်လူ80ကျော်သေဆုံးခဲ့ပြီးနိုင်ငံခံအကြောင်းဆက်ဆံရေးမှအဆိုးဆုံးအဆင့်ထိရောက်ရှိခဲ့ပါသည်။